2025ခုနှစ်မှာမြန်မာနိုင်ငံတဝန်းကလူသားချင်းစာနာတရားမှုဆိုင်ရာလုပ်ငန်းပေါင်းများစွာကိုဆက်လက်ပံ့ပိုးပေးတော့မယ်လို့ရန်ကုန်မှာရှိတဲ့ဂျာမနီတန်ယုံကဖေဖော်ဝါရီလ29ရက်နေ့မှာကြေညာလိုက်ပါတယ်။ဂျာမနီကကုလသမဂ္ဂဘတ်ဂျက်သို့မဟုတ်အမေရိကန်ဒေါ်လာ94သန်းကို2025ခုနှစ်အတွက်ပြည့်ဝထည့်ဝင်ခဲ့ပြီးဖြစ်တယ်လို့ကုလသမဂ္ဂသူတို့ရဲ့လုပ်ငန်းတွေကိုပြည့်ဝစွာလုပ်ဆောင်မှုရည်ရဲလို့လည်းဆိုပါတယ်။ခေတ်ကာလရဲ့စိန်ခေါ်မှုတွေကိုကင်တွယ်ဖြစ်ရှင်းမှုအတွက်ခိုင်မာပြီးယုံကြည်စိတ်ချတဲ့နိုင်ငံတကာဖွဲ့စည်းပြီးမရှိမဖြစ်လိုအပ်ပြီးတော့ အချိန်နဲ့တပြင်းညီပတ်မိုးပွေးမှုတွေကြောင့်ဂျာမနီဟာကမ္ဘာလုံးဆိုင်ရာကုလသမဂ္ဂဘတ်ဂျက်အတွက်သရိုရမြောက်အကြီးဆုံးထုတ်ဝေသူဖြစ်လာပြီးတော့စေနာလျောက်အလူငွေထုတ်ဝေမှုပိုင်းမှာလည်းဒုတိယအကြီးဆုံးပတ်မိုးသူဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်အထူးသဖြင့်မြန်မာနိုင်ငံတွင်းရဲ့ကုလသမဂ္ဂဖွဲ့စည်းတဲ့ကုလသမဂ္ဂဂျာမန်ငွေတွေအတွက်2024ခုနှစ်မှာဂျာမနီကအမေရိကန်ဒေါ်လာ10တန်းကျော်တိုက်ရိုက်ထုတ်ဝေခဲ့ပြီးအဲ့ဒီကအမေရိကန်ဒေါ်လာ9တန်းကိုမြန်မာလူသားချင်းစာနာမှုဆိုင်ရာဂျာမန်ငွေ MHF ကိုပေးခဲ့တယ်လို့သိရပါတယ်ဒါကြောင့်ဂျာမနီယာဆွေဒင်နိုင်ငံနဲ့အတူ2024ခုနှစ်မှာ MHF အတွက်ပံ့ပိုးတဲ့ဒုတိယအကြီးဆုံးထက်ဝင်သူဖြစ်လာပြီးတော့မြန်မာနိုင်ငံကို2025ခုနှစ်မှာလည်းဆက်လက်ပံ့ပိုးပူညီသွားမယ်လို့ပြောဆိုထားပါတယ်။ရင်းနယ်နီယက်ကိုစင်ပီပီပြန်နေရင်းနဲ့မြန်မာကျပ်သေးကိုနိုင်ငံရေးအဖြစ်ရှိမှုတက်ဆန်နေအောင်နဲ့တည်ဆုံသွားမယ်လို့ကုလသမဂ္ဂထရီတွင်းဥက္ကဋ္ဌအန်တိုနီယိုဂူတာရက်စ်ကပြောဆိုကြောင်းဖေဖော်ဝါရီလ29ရက်နေ့မှာ Financial Expert သတင်းဌာနကဖော်ပြထားပါတယ်။ ဗင်္ဂလားဒေ့ရှ်ကရိုညာရီရဲ့အရေးအကျပ်တဲနဲ့မြန်မာပြည်ဖြစ်ရှိမှုအတွက်မြန်မာနိုင်ငံဆိုင်ရာထူးကိုယ်စားလှယ်ဒေတာရင်းတာဝန်ရှိသူတွေအာဆီယံနဲ့အခြားသောသက်ဆိုင်သူတွေနဲ့အနီးကပ်လို့ဆောင်သွားမယ်လို့လည်းပြောဆိုထားပါတယ်။ရခိုင်ပြည်နယ်အပေါင်းဝင်မြန်မာတနိုင်ငံလုံးကိုလူသားချင်းစာနာထောက်ထားမှုကူညီတွေကိုမြန်မာနိုင်ငံကကုလအေဂျင်စီကနေတဆင့်ဦးစားပေးဆောင်ရွက်သွားမယ်လို့သူကပြောဆိုထားပါတယ်။ကုလသမဂ္ဂထရေတီမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကမက်စလတ်စတမင်းဒီကနေ၁၆ရက်နေ့ဗင်္ဂလားဒေ့ရှ်နိုင်ငံကိုတောင်းခဲ့ပြီးကော့ဖ်ဇာဒုက္ခရက်စ်ကနေကိုတွားလေဖို့လည်းရှိနေပါတယ်။ စစ်တုံးစီအတွက်လိုအပ်နေတဲ့ငွေကြေးကိုစစ်ကောင်စီအနေနဲ့အရင်ကအန်ရီလက်ထက်ကထုတ်ကြေးခဲ့တဲ့ COVID-19 ချင်းငွေကိုမြန်မာကပြန်တောင်းနေတယ်လို့လုပ်ငန်းရှင်တွေပြောပြကြရသိရပါတယ်။ရခိုင်အန်ရီလက်ထက်ကကိုဗစ်ကရောဂါကြောင့်ထိခိုက်မှုရှိခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေကိုထုတ်ချေးပေးခဲ့တဲ့ချင်းငွေတွေကိုပြန်လည်ပေးချေဖို့နဲ့ပိဆက်ချင်းမရှိတဲ့လူတွေကိုစစ်ကောင်စီကသတင်းစာမှာထပ်သွင်းဖော်ပြကြေညာတော့မယ်လို့ကိုဗစ်ကြောင့်ဖြစ်ပေါ်လာနေတဲ့စီးပွားရေးတက်မှုများပေါ်ကုစားရေးလုပ်ငန်းကော်မတီကတော့ထုတ်ပြန်ထားပါတယ်စီးပွားရေးမှာအဆင်မပြေတာဘယ်လိုပြန်ဆက်မလဲပြီးတော့သူတို့လက်ထက်မှာဘယ်လိုလုပ်ကင်စားသောက်လို့ရမှာလဲ ခီးတော်လုပ်ငန်းဆိုတာတည့်ရတဲ့အချိန်ဘဲတယ်လာလို့ဘဲကိုလိုက်ပို့ရမှာလဲအဲ့တော့ပြန်မပေးနိုင်ဘူးကျင်ညာမယ်ဆိုလဲကျင်ညာပါစီတော့လို့ COVID-19 ချင်းဝင်ယူထားတဲ့ Pirin Travel and Company မှာတောင်းရှိသူတူကတော့ပြောဆိုထားပါတယ် COVID-19 ကရောဂါကြောင့်ထိခိုက်မှုရှိခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေကို COVID-19 ရမုံငွေချင်းငွေတက်တန်းတစ်နှစ်အတိုးတရာခန့်လုံးနဲ့2020ပြည်နှစ် April ကစတင်ချင်းငွေတွေထုတ်ချိခဲ့တဲ့အတွက်ချင်းငွေတက်တန်း3နှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်တယ်လို့လဲဆိုပါတယ်အဲဒီကြောင့် company လုပ်ငန်းတွေအနေနဲ့2024ခုနှစ်ဇွန်လ30ရက်နေ့ထိချင်းငွေအရင်းနဲ့အတိုးတွေကိုအများဆုံးပြန်လည်ပေးဆက်ဖို့ 2024ခုနှစ်ဇွန်လ6ရက်နေ့မှာစစ်ကောင်စီရဲ့သတင်းထောင်တာတွေကနေအသိပေးကြေညာခဲ့ပြီးလည်းဖြစ်ပါတယ်။ COVID-19 ရမငွေ2024ခုနှစ်ဒီဇင်ဘာလအထိအတိုးအရင်လုံးဝမပေးဆက်တဲ့ကုမ္ပဏီလုပ်ငန်း486ခုကိုကုမ္ပဏီလုပ်ငန်းအမည်လုပ်ငန်းရှင်အမည်နေရာလိပ်စာအပြည့်စုံလို့နဲ့သတင်းစာမှာကြေညာသွားမယ်လို့လည်းသတိပေးထုတ်ပြန်ထားပါတယ်။နိုင်ငံတော်တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကောင်စီအနေနဲ့စစ်ရှုံးနေပြီးစစ်ရေးဆိုင်ရာတုံးဆွဲဖို့ငွေကြေးလိုအပ်နေတာဖြစ်တဲ့ပြည်ပသွင်းကုန်တွေကိုတော့တင်သွင်းခဲ့ကန့်သက်ထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ယူရီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်ဒီကိုနေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပြီခင်ဗျာ